ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Bilbao နဲ့ Manchester United ကဒီညမှာကျွန်တော်ရှင်ပိုင်ကစားရတော့မယ်အသင်းတွေတော့ Imperton ကိုအရေးကြီးတဲ့ပွဲပေါ့လေဆိုတော့ရာသီကုန်ကန်နီးလီ Premier League မှာဘလို့မှအဆင်ပြေမပြေဘူးဆိုတော့ United ရဲ့ Europa League ကပဲအသင်းကိုအမှန်ကန်အဆုံးဖြတ်ပြီးတော့မယ်အခြေအနေမျိုးမှာကျွန်တော်တို့ဒီညကစားမယ့် Semi Final ပွဲကတအားကိုအရေးကြီးလာပြီပေါ့နော်ဆိုတော့ကိုယ်ဒီအခြေအနေကောင်းပါမလား ိုရီချင်းကြီးကောင်းပါမလားဆိုတော့ဒီညကတော့ဗျာကျွန်တော်ပွဲကြိုသုံးသက်ချက်နဲ့ပတ်သက်လို့ကတော့ရှေ့မှာပြောပြီးသွားပြီဆိုတော့အဲတိတ်ပြီးတော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့ကိုအသင်းမှာကျွန်တော်တို့ဒီဘယ်လိုပြောမလဲအာမက်ဒီယာလိုတို့လူဆင်းတဲ့ကိုပြန်ပါမှာမျိုးနော်ပြီးလို့ရှိရင်ဒီလစ်တို့လူဆင်းတဲ့ကိုပြန်ပါမှာမျိုးတွေကအသင်းတို့ဝမ်းသာစရာလိုတော့ကျွန်တော်ထင်တယ်ပေါ့နော်ဒုတိယကြော်ကြလို့ရှိရင်တော့ပါနိုင်ဖို့ကစားနိုင်ဖို့မျှော်လင့်ရမှာပေါ့လေဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီပွဲထွက်လူဆင်းပေါ့အမ်ဘိုရင်တွေ့တော့တော်တော်လေးကိုခေါင်းခဲစရာပါ ကောင်းခဲစရာပါဘာလို့လဲဆိုတော့ဒီဒါလောတို့ဘာလို့မပါနိုင်တော့ဘူးဆိုတော့ right wing back မှာကစားဖို့အတွက်ကျတော့ဘသူ့ကိုထည့်လို့ထည့်ရမှာမသိတော့ center back မှာကလည်း master wi ကိုထုတ်ပြီးတော့เนาะကျွန်တော်က wing back ကိုပို့မယ်ဆိုရင်အခုလက်ရှိကျွန်တော်တို့ထောင်တော်မောင်းဖြစ်နေတာဆိုတော့ lenny yu ရဲ့ harry maguire ရဲ့နှစ်ယောက်ပဲကျွန်တော်တို့ရှိတာလူရှောကတော့ဘုံပေါင်းတဲ့ပုံမှာမိနစ်90အပြည့်ကစားသွားတယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီထပ်ပြီးတော့သုံးလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ပြောလို့တော့မရဘူးပေါ့လေ ်ဆိုတော့အဲ့လိုမျိုးဆိုတော့အသင်းမှာကခံစစ်ပြဿနာနဲ့ဝင်းဘက်ပြဿနာကတော့တက်နေတယ်ဆိုတော့ဒီနေရာမှာဗျအဲ့ဒီနီးစနစ်ပိုင်းတွေဘာတွေဘယ်သူတွေပွဲထုတ်မလဲတွေကတော့ဒါကတော့တပိုင်းပေါ့ဆိုတော့ကစားမားတွေအနေနဲ့လဲတာဝန်ယူသိရှိရှိနဲ့ကျွန်တော်ကစားမားကျွန်တော်ရမယ်စဉ်းစားကြည့်ဗျာကျွန်တော်ဒီဘီဘာအိုဆိုတာမျိုးကပေါ့နော်ဒီယာဒီကျွန်တော်ကြည့်လိုက်ရင်လာလီဂါမှာသူတို့ကအကောင်းဆုံးခံစစ်တွေတွေကတခုကိုသူတို့ကပိုင်ထားတာလာလီဂါမှာနော်အကောင်းဆုံးခံစစ်တွေတွေကတခုကိုသူတို့ပိုင်ထားတာကိုရီကကျတော့ဂိုးမသွင်းနိုင်တဲ့တိုက်စစ်ကိုပိုင်ထားတာ ဒါဆိုလို့ရှိရင်ကျွန်တော်ဘလောက်ထိတောင်မှစန့်ကျင်ဘက်ဖြစ်နေတယ်လေကျွန်တော်တို့တွေးနိုင်တယ်သူများကခံစီကောင်းတာကိုကတိုက်စစ်ညံ့တာ ਨੇ ကျွန်တော်တို့ဂိုးတော်မှရပါမလားပေါ့ဒါဒါတွေးစီရပါဘောနော်ဒါပေမဲ့လေလို့ဘာလို့လဲတော့မသိဘူးเนาะမင်းခံစားချက်ကတော့ကောင်းနေတာပဲဒီလားเนาะဟိုဒါတော့အဝေးခွင်းเนาะအဲအိမ်ခွင်းတော့မဟုတ်သေးဘူးအဝေးခွင်းသူ့ဟာနဲ့သူခံစားချက်ကတော့ကောင်းနေတာပဲအချင်းကြီးကောင်းသွားလိမ့်မယ်ဆိုပြီးတော့ပြပြကျွန်တော်စိတ်ပူတာကကစားမားတွေမမားဖို့ပဲကျွန်တော်တို့ဒီကိုပြောလို့ဖြစ်တာမဟုတ်ဘူးညာဒီလားเนาะဟိုဘယ်ဘယ်စီးရမဟုတ်ဘူးဆရာသမားတရားဒီလုံးနီးပါကျွန်တော်ကြည့်လိုက်ရင် တွေ့နေရတာသိရမှာအချိန်လေးကောင်းနေပြီဟေးဆိုလို့ရှိရင်တရားရောက်ကထဖောက်ရောသိရတဖောက်တာမှရိုးရိုးမဟုတ်ဘူးမင်းနှခါသုံးကသိတယ်မလားဆိုတော့ရှေ့ပွဲဒီမှာလည်းကျွန်တော်တွေ့ပြီးသွားပြီဒါမျိုးတွေကဟိုအကုံကအဆင်ပြေနေပြီဆိုလို့ရှိရင်တရားရောက်ကတခုခုတော့ထဖောက်လေရမှာဒီပွဲမှာအဲ့လိုဖြစ်လို့ကျွန်တော်မရဘူးเนาะပြိုင်ဘက်မှာနီကိုဝီလျံစ်တို့လိုကစားမတွေရှိနေတယ်ဟိုဆန်းဆန်းကတော့မပါဘူးလို့ကျွန်တော်သိရတယ်ဗောနော်ဆိုတော့ဟိုအသင်းလိုက်ကလည်းနောက်တန်းကလည်းကျွန်တော်တို့ကောင်းနေเนาะအဲ့လိုမျိုးဆိုတော့အသင်းမှာ ီဘာအိုကိုကျွန်တော်အနေနဲ့ရှင်ကစားဖို့အတွက်ကရာအားလုံးကခင်းရင်လာအောင်ပါဒါအပြင်ဘီဘာအိုကကျွန်တော်တို့ဟိုနီးပြအမှုနီးပြလို့ပဲဘုံမောင်းနဲ့ကစားပုံချင်းတူတယ်ပဲတူတော့ကျွန်တော်တို့က high pressing သွားချင်တာ high pressing သွားဖို့အတွက်ဆိုလို့ချင်းကစားမားရဲ့ stamina တွေကဘလို့ဖြစ်မလဲနော်အရန်ကုန်မှာလဲလုံလောက်တဲ့လူစင်ကအဲ့လောက်ကြီးကြီးရှိနေတာမှမဟုတ်ဘူးကိုပြီးရင်ကိုတင်ကစားမားတွေက pressing ကကောင်းကောင်းအံဝင်ခွင့်ချဖြစ်သေးတာမဟုတ်ဘူး press လုပ်လို့ချင်းလိုက်လူနေတာပဲအဖက်တင်တယ်ဘောလုံးကဘယ်တော့မှမြင်ရမရဘူးအဲဒါမျိုးဆိုတော့ ပေါ်စင်ဂိမ်းလည်းကောင်းကောင်းအခြေအနေမရှိမရှိတဲ့အစီအစဉ်မျိုးပြပြီးရင်လည်းပဲစပိန်သင်းတွေဆိုတာကပေါ်စင်ဂိမ်းကစားတာဘလောက်ကောင်းတယ်လဲကျွန်တော်တို့တွေ့နိုင်တယ်အဲ့ကြောင့်ပေါ့နော်ဘီဘောင်နဲ့ပွဲကတော့အမိုရီနဲ့မန်ချက်စတာယူနိုက်တက်တဲ့ကျွန်တော်တို့ဒါတော်တော်ကြီးကိုဒါဘယ်လိုပြောရအောင်စိတ်ပူစရာကောင်းအောင်ပွဲပေါ့လေဆိုတိုက်စစ်အနေနဲ့ဂိုးသွင်းနိုင်မှုကျွန်တော်လိုတယ်အတင်းမှာဘုံမောင်းတဲ့ပွဲကပြက်တနာကိုပြန်တွေးကြည့်လိုက်ရင်ကိုရီမာအခွင့်အရေးတွေရတယ်ဂိုးမသွင်းနိုင်တော့ကျွန်တော်တို့တည်ရင်နဲ့ပဲကျွန်တော်ဒါပွဲပြီးခဲ့ရတယ်တကယ်တမ်းကနိုင်ကိုနိုင်ရမှာဗျာ ဘုံမောက်ကိုကျွန်တော်အနေနဲ့အခွင့်အရေးတွေဘာတွေမပေးခဲ့ဘူးအများကြီးဂိုးသူတို့သူတို့ဗနက်ကြိမ်လားတစ်နှစ်ကြိမ်လားပဲမသူတဲ့တာတကူကူသွားတယ်ဗျာကိုအမားကနေပြီးတော့နော်ကိုရီးယားဘက်ကကျတော့အခွင့်အရေးတွေကျွန်တော်အများကြီးရတယ်ဂိုးမသွင်းနိုင်ဘူးဂါနာချိုတယောက်ချင်းတယောက်တွေ့တာမျိုးတွေအေရီယာပေါက်ဆက်မှာကန်ကွင်းရတာမျိုးတွေဒါတွေကဘလို့မှအချင်းကြီးကောင်းမနေဘူးဆိုတော့ဒီပွဲမှာအဲ့ဒါလိုဖြစ်လို့မရဘူးဒီကစားမားတွေကနီးပြကောအားလုံးကိုကျွန်တော်တို့သိကြတယ်ပရီးမီးယားလိကိုကျွန်တော်တို့ကတက်ထန်နေမှာမေ့ပြီးတော့ယူရိုပါလိကိုပဲလုံးဝအာယုံဆိုင်ဖို့ကြိုးပမ်းနေတာ ဆိုတော့အခုလေး semi final လေးကျွန်တော်ရောက်နေပြီ away လာတာเนาะ semi final လေးကျွန်တော်ရောက်နေပြီ semi final မှာအချင်းကြီးကောင်းရင် final တက်နိုင်မယ့်အခွင့်အရေးလေးကျွန်တော်ရှိနေပြီဆိုတော့အသင်းတွက်ကကျွန်တော်အနေနဲ့ဒီ bibao နဲ့ပွဲမှာ bibao နဲ့ပွဲမှာကစားမတွေဘသူမှမှားလို့မရတလို့ရတဲ့အခွင့်အရေးတွေကိုလည်းကျွန်တော်အသုံးချနိုင်မှရမယ်နောက်တန်းကောင်းပါတယ်ဆိုတဲ့အသင်းမျိုးကိုအခွင့်အရေးအမြဲတမ်းကြီးတော့ရနိုင်မှာတော့မဟုတ်ဘူးအခွင့်အရေးကအမြဲတမ်းရနိုင်မှာမဟုတ်ဘူးဆိုတော့ရတဲ့အခွင့်အရေးကိုအသုံးချနိုင်ဖို့အတွက်เนาะကျွန်တော်လိုတယ်ဗျတိုက်စစ်ကလည်းရွေးချယ်စရာမရှိ ကျွန်တော်တို့မှာ Resmus file မှာကျွန်တော်တို့ရှိနေတယ်။ဂါနာချူတို့ကလည်းရတဲ့အခွင့်အရေးတန်းကိုအသုံးမချနိုင်ဘူး။เนาะ Fernandez တို့ကလည်း deep zone မှာကစားနေရတယ်။ Mason Mount ကြောတော့လည်းပွဲပွဲထွက်လူစင်းကိုကျွန်တော်တို့ကစားဝင်မရသေးဘူး။အဲ့တော့ wing backs တွေကလည်း Patrick Dugu တို့ကလည်းဘယ်လိုမှအဆင်မပြေဘူး။အဲ့ဒီထဲမှာဒါလောက်ကကျွန်တော်မရှိတော့ဘူးဆိုတော့စဉ်းစားကြည့်ပါကျွန်တော်တို့မှာเนาะဂိုးသမားကလည်းအမားတွေကလည်းလုတ်တယ်เนาะကိုနောက်တက်နေကလည်း100%ယုံကြည်တဲ့သူကမရှိ။ဒါမျိုးတွေဆိုတော့ ဟိုအရန်ကို tricky ဖြစ်တဲ့ Nico Williams တို့နဲ့ဘာလို့လဲတွေ့လို့ရှိရင်ခန်းစစ်တွေတော်တော်ကိုအလုံးရှုံမဲ့ပွင့်မျိုးပါဆိုတော့တသိန်းလုံးပူကောင်းနေမှာကျွန်တော်ရမှာတသိန်းလုံးခန်းစစ်ချစ်လိပြီးတော့အမားတွေကင်ကင်နဲ့ရတဲ့အခွင့်အရေးကိုကျွန်တော်အသုံးချနိုင်မှာကျွန်တော်ရမယ်ရှေ့ပွဲတွေကလိုမျိုးသူများတွေကလည်းအခွင့်အရေးမရကိုရီးယားလည်းအခွင့်အရေးမရအဲ့ဒီကြားထဲကသူများရတဲ့တလုံးကိုလှုပ်သွားပြီးတော့ကိုရီးယား6ကြိမ်လောက်ရတာတော့မှဘာမှမလုံးနိုင်ဘူးဆိုရင်တော့မလွဲပါဘူးဆိုတော့စပိန်မြန်မာသွားကစားမှာဆိုတော့ပူတော်ဆိုးသေးတယ်ပေါ့နော်ဆိုတော့ညီတို့နေနေရောဘယ်လိုဘယ်လိုမြင်ကြလဲကျွန်တော်ဘီဘောက်ကို တို့အိမ်ဝင်သွားကြတဲ့ပွဲမှာအချိန်ကြီးကောင်းမှာမလားဆွေးနွေးကြပါဦးဆိုတော့ညဝက်ချလောင်းမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဝက်ချလောင်းအစီအစဉ်ထုံးတမ်းနိုင်မယ်ကျွန်တော်ရှိတယ်ပေါ့လေဆိုတော့ဒီညဝက်ချလောင်းမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ